ရေလက်ကျွန်းဒေသကိုစစ်ကြောင်းထိုးနေတာရက်နဲ့၁၀ကျော်ကြာမြင့်ခဲ့ပြီးပြည်သူ၃၅ယောက်ကိုလည်းစစ်ကြောင်းကလူသားရင်းအဖြစ်ဖမ်းဆီးထားတယ်လို့ကာကွယ်တပ်ဖွဲ့ဝင်တွေကပြောပါတယ်။တိတိသတင်းပေးပို့ထားပါတယ်ရှင်။မကွေးတိုင်းရေစကြုံမြို့နယ်ရေလက်ကျွန်းဒေသကိုစစ်ကောင်စီတပ်ကရက်၂၀ကျော်ကြာစစ်ကြောင်းထိုးဝင်ရောက်နေကပြည်သူတချို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးတချို့ကိုတော့လူသားတိုင်းအဖြစ်ဖမ်းဆီးထားတယ်လို့ရေလက်ကျွန်းအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောကြပါတယ်။ ရေစကြိုမြို့ပေါ်ကဆင်းလာတဲ့စစ်ကြောင်းကိုဖေဖော်ဝါရီလ26ရက်နေ့မှာကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မတ်လ2ရက်နေ့ကစကမြေစွန်းတော်ကျေးရွာကနေတဆင့်ရေလက်ကျုံးဒေသကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးကျေးရွာတွေကိုမိရှို့ဖျက်ဆီးနေတာပါမတ်လ22ရက်နေ့မှာလဲစစ်ကောင်စီတပ်စစ်ကြောင်းကမိုးကွဲကျေးရွာမှာညအိတ်တဆွဲခဲ့ပြီးစစ်ပေးဆောင်ပြည်သူ35ယောက်လောက်ကိုလည်းလူသားတိုင်းဖြစ်ဖမ်းဆီးထားတယ်လို့သိရပါတယ် မိုးဝဲနဲ့ပြောင်းပါလေကအဲ့မှာကြားနေပါဘူးမင်းကကျွန်တော်ဟိုနိုင်ကထက်တိုက်အဲ့ပေါ်လေးဖြစ်လိုက်တယ်ကျွန်တော်ထက်တိုက်တိုက်လိုက်တဲ့အချိန်မှာသူကပြန်ပြီးဝင်ကြည့်သွားပါတယ်ကျွန်တော်ကမိုးဝဲနဲ့ခုခွဲနေတာအဲ့တော့အင်းကတော့190ညလုံးမရှိပါဘူး35000လောက်တော့ဖန်ခံထားတာကတော့အမစစ်ဆောင်နေမှာတော့ဝိုင်းခံတာပေါ့ညက်ခံတာဆိုတော့မပြေးတာဘူးအဲ့လိုအကုန်ကမိသားမျိုးတမီးရောပါတယ် အမယံအူရက်ဒီပေါ်ခိုင်းရောရက်ဝဲခိုင်းတယ်အဲ့လိုလုပ်နေတယ်စစ်ချောင်းကြောင့်ရေလေကျွန်းဒေတာကညောင်ပင်ငတ်တယောမိုးဖြူမိုးကွဲစတဲ့ရွာတွေအပါအဝင်ကျေးရွာပေါင်း၁၀ရွာကျော်ကပြည်သူတောင်းတဲ့ချီကစစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့သိရပါတယ်စစ်ဘေးရှောင်တွေဟာစစ်ရှောင်ကာလကြာမြင့်လာတဲ့အတူစားနပ်ရိက္ခာအခက်ခဲတွေကြုံနေကြရပြီးနေရာတိအပူတန်ကြောင့်ဖျားနာတာတွေဖြစ်နေတယ်လို့အကူအညီပေးနေသူတွေကပြောကြပါတယ် ခစ်ချောင်းထိုးရဲဆိုတော့တွန်းနေပေါ်တယ်လေတခြားဘက်တွေပေါ့နော်နောက်ဘက်ပြန်နေပါညတယ်အဲ့လိုဒီသွားရှောင်းရတာပေါ့ဒီတောင်ပြားချီရွာတွေကတော့ရွာတွေထဲပြောင်းလို့ရသွားပြီတောင်ချီတဲ့ရွာတွေကတော့ထွက်ရအောင်ရှိသေးတယ်ခုနကတော့10ရွာလောက်တော့ရှောင်းနေရသေးတယ်ဟုတ်နောက်ကရွာတွေကဒီ10လောက် ဆောင်းရဲလောက်ရှိပြီးရှောင်းနေရတာသူတို့မှတော့အခက်ခဲရှိသူ့မမှာရှောင်းရတာဆိုတော့အပူတဲဆိုတော့ဖြားတာလေးတို့လေကလေးတွေလည်းဖြားပြီးအာနာတို့နော်ကြီးတွေကတော့အဲစီတိုးပါတို့တို့ကလှူရှားတော့ကျိုလေးရှိရသူဆိုစီတိုးတက်တာတို့ကိုကျိုးတို့တက်တာတို့ပေါ့နော်အပူတဲရှောင်းရတာဆိုစီကလေးဖြစ်သေးပေါ့စစ်ကြောင်းစတင်ဝင်ရောက်တဲ့မတ်လ၁ရက်နေ့ကနေစပြီးလက်ရှိအချိန်အထိမြေစွန်းတော်ရွာက၁၁ယောက်တာကောင်ရွာက၆ယောက်ညီတော်ရွာက၁ယောက် စုစုပေါင်းအရက်သား16ရောက်ထွက်မနေတက်ဖြတ်ခံခဲ့ရတယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောကြပါဗျ။ကျမဒီရီပါ။